နောက်ဆုံးရအခြေအနေတွေကိုကျွန်တော်လူမျက်ကျော်အတင်းဆက်ပေးသွားမှာဖြစ်ပါတယ်။ဆက်ရရင်တော့နမခကိုအမြောက်နဲ့ထုချင်ကျွန်တော်ပေးမိင်္ဂလာပါ။တို့ရေးချန်နယ်အားဆိုရင်နေ့စဉ်နေ့တိုင်းတန်းစုတန်းကောင်းတွေကိုတက်ဆက်ပေးနေတာမို့ Line and Credit လို့လည်းတောင်းဆိုရှင်ပါတယ်။တိုင်းမူမျိုးမင်းထွေးရဲ့ညွန်ချမ်းမှုကြောင့်ချောင်းစီမီတပိတ်နဲ့ပတ်သက်ပြီးတော့ လူပေါင်း10နဲ့ချီတည်ဆုံးပြီးတော့အယောက်40လောက်တန်ရာရခဲ့ပါတယ်ဒီထဲမှာဘာကတော့ယူဆက်ကြောင်းသားနဲ့ပြည်သူလူထုအများပြားပါဝင်ခဲ့ပါတယ်ဒီချောင်းကိုပြောရင်နောက်ဆုံးရသတင်းများကိုကျွန်တော်တင်ဆက်ပေးခြင်းပါတယ်မြင်းကြံအချင်းဦးစီးဌာနရဲ့မယားကတော့တလိုင်းတက်ကဒီကနေ့ဖမ်းဆီးလိုက်ပါတယ်၉နာရီမှာမလေးတိုင်းမြင်းချံကအချင်းဦးစီးဌာနအရာရှိဝင်းနိုင်စိုးရဲ့မိန်းမ ညီညီဝင်းမင်းညံ့မျိုးအမြတ်73ရက်ကွက်တိုက်ရှင်းနေလာတာရှင်းကင်မျိုးနဲ့ဘလင်းကျေးရွာမှာရှိတဲ့မိဘတွေရှိကိုလာတာညင်ကျင်မြို့သားတရာဦးမန္တလေးလမ်းတိုင်းထွက်ခွာလာတဲ့အချိန်မှာညင်ကျင်မြို့နဝူးကိုင်ကျေးရွာအနီးမှာတလိုင်းတက်တွေကဖမ်းဆီးထားပါတယ်ဒီလိုဖမ်းဆီးမှုနဲ့ပတ်သက်ပြီးဖက်ရှစ်တပ်ရဲ့ပြည်ထောင်စုဝန်ကြီးဌာနကလည်းတရင်ထုတ်ပြန်ထားပါတယ် ဖန်စီခံထားရတဲ့မလာပစိတရဲ့လက်ပါစီအချင်းဦးစီးဌာနအရာရှိနေသူမရဘူးပြန်လဲကဲထုတ်ဖို့လုံခြုံရေးလုပ်ငန်းစဉ်တွေဆောင်ရွက်နေပြီးကျွန်တော်တို့တော်လိုင်းတက်တွေကမြည်သည့်နေရာမှာထိမ့်သိမ့်ပြီးမြေကဲသူဆောင်ရွက်ထားတယ်ဆိုတော့သတင်းထုတ်ပြန်ထားတာကိုမတွေ့ရဘူးဒါတူအေရီတိုင်းမှာ ်အရခတ်တတော်ဤရဲ့ထိုးစစ်ဖတ်စစ်တာဆုတ်ခွာထွက်ပြေးနေရပါတယ်အရခတ်တော်ဤထိန်းချုပ်တာလေတာတောင်ကိုအတော်ကလား6ရက်နေတဲ့ပိုင်းမှာဖတ်စစ်တအင်အား300ပါတယ်စစ်ကောင်စီစစ်ကြောင်းဒရုန်းလက်နက်ကြီးတွေတုံးပြီးတော့စစ်တောင်းပြန်ထိုးလာပါတယ်အရခတ်တော်ဤကပြန်လေထိုးစစ်စစ်တံပြန်တိုက်ခိုက်တဲ့အတွက် ဖက်စစ်တပ်အကြဆုံးများစွာခွေးပြေးဝပြီးပြီးခဲ့ရတဲ့အခြေအနေကိုကျွန်တော်တို့သိရပါတယ်။စကန်ကုန်းကိုပြန်ရမယ်ဆိုပြီးတော့တက်လာတဲ့အခြေအနေလက်လက်ကြီးတွေ drone တွေနဲ့အရင်လွတ်တာ။ဒီဘက်မှာရကတက်တော့အီးနဲ့ပူပေါင်းတပ်ဖွဲ့တွေကတံပြန်ထိုးစစ်နဲ့ပြန်လေတိုက်ချိန်မှာအလောင်းကြီးဆွဲပြေးရတဲ့အခြေအနေမျိုးကြားရပါတယ်။ဒါကြောင့်မို့စစ်ကော်မရှင်ဟာစတေမလာ26ရက်ဒီတွေကလက်လို့ဆုံးရှုံးခဲ့ရတဲ့စင်လန်အနီးရှိကာကင်းစကန်ကုန်း လီဒါစကန်ကိုပြန်လည်ရယူဖို့စစ်စင်တဲ့နေရာမှာအကြအဆုံးများစွာနဲ့ခွေးပြေးဝက်ပြေးပြေးခဲ့ရဖြစ်ပါတယ်။တောင်ကိုဗရောင်းယိုကာကင်းစကန်များပြန်လည်ဆုံးမနိုင်ရေးအတွက်အင်အားများစွာတုံးပြီးကြိုးပမ်းနေပါတယ်။ဖက်စစ်တပ်ဟာညောင်ယိုစကန်ကိုလက်လွတ်လိုက်ရပြီးနောက်ညောင်ချီတော့အမတ်6ကာကွယ်ရေးကပ္ပစာ6ကပ္ပစာ6ကာကွယ်ဖို့စက်ယုံတွင်းမှာအင်အားတွေတိုးချဲ့ဘန်ကာဂရုတ်ချင်းတွေစောက် အင်ဂျင်နီယာတက်တွေပါမကြံအလုံးကြုံကြီးယူထားရတဲ့အခြေအနေကိုတော့ကျွန်တော်တို့တွေ့နေရပါတယ်။အဲ့တော့ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း1တောင်ကုတ်မဲဆန္ဒနယ်မှာထည့်သွင်းထားပြီးတော့ဘကိုးတောင်ကုတ်ဝင်ပေါက်ကိုစိုးမုံမှုရဖို့ဖစစ်တက်ဟာစစ်မှုထမ်းအင်အားကိုအသုံးပြုပြီးဒရုန်းတွေလက်နက်ကြီးနေတဲ့စ조사နေတာကိုတော့ကျွန်တော်တို့တွေ့ရပါတယ်။ဒါကစကိုင်း စကိုင်းမုံရွာမြင်းကျန်အခြေအနေတွေဖြစ်ပြီးတော့ကျွန်တော်ကနဦးတင်ပြချက်အရာနဘာခါကိုအမြောက်နဲ့ထုကြလို့ဘာလို့ပြောချောင်းဦးတပိတ်ကော်မတီနဲ့မုံရွာအမြင်လန်းတပိတ်ကော်မတီဥဆောင်ပြီးပြည်သူလူထုနဲ့ရှင်းပါနေချင်ပါဖတ်စစ်တဟာပုံဖို့ရွာကိုပါလာမော်တာနဲ့ပေါင်250ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့ကလေးငယ်တွေအပါဝင်လူငယ်တွေတပိတ်ကော်မတီ တည်ဆုံးခဲ့ရပါတယ်ဒီဘုံကျက်တိုက်ခိုက်မှုเนี่ยပတ်သက်ပြီးအဓိကညွန်ကြားတဲ့နမကတိုင်းမှုဘုံမှုချုပ်မျိုးမင်းထွေလုတ်တင်ပေါ်တော့အပတ်စဉ်26ဒေသ26စကိုင်းတိုင်းမုံရွာတိုက်နယ်တကြောချင်းမိနယ်မကွေးရောနယ်ကစစ်စင်တွေကိုအဓိကညွန်ကြားနေတဲ့သူမုံရွာမှာလုတ်နေတဲ့ပါရာမိုတာစစ်စင်ရေးတွေကိုတောက်လျှောက်ညွန်ကြားချက်ပေးတယ် ဘုံကျုံမျိုးမင်းတွေးနမကတိုင်းမှုရာထူးကို2024ဒီဇင်ဘာ16ရက်နေ့မှာရရှိခဲ့တာသူရှိကတိုင်းမှုကတန်းထိုက်စီဦးသည့်အရာရှိချုပ်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာထူးကိုတုံးမြင့်ပြောင်းရွှေ့သွားချိန်မှာနမကတိုင်းမှုဖြစ်ခန့်အပ်ခံရတာဖြစ်ပါတယ်မျိုးမင်းတွေးဟာနမကတိုင်းမှုဖြစ်ပြောင်းရွှေ့လာပြီးနောက်မုံရွာအနီးတစ်ဝိုက်ကစစ်တောင်းထိုးတယ်မုံရွာမြို့ပေါ်မှာပြည်သူနေရာကိုအာရမဖန်းစီမြုံမင်းထွေး ။မြောက်ပိုင်းပြည်တော်မဟာမိတ်၃ဝေ၁၀နှစ်ဆက်ကွန်စစ်စင်ကြီးကာလအတွင်းမှာ MND ရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘူချုပ်စိုးတင့်တဲ့အတူအရောင်းနစလီအိုဂူလာ၃ရက်နေမှာလက်နက်ချအညခံခဲ့တဲ့ကောက်လာရှိုးမှာ MND စစ်စင်ကြီးကိုကမှဌာနချုပ်ယာတူးဖမ်းဆောင်ဖြစ်စစ်တုံးမင်းနေနဲ့ MND ရာအတုတ်လိုက်ပြန်လို့ ပေးခဲ့ပြီးတဲ့အချိန်မှာစစ်တပ်တွင်အေးအေးယူမှုမခံရတဲ့အပြင်မန္တလေးတိုင်းတပိတ်ချင်းတွင်းငယ်ရွာအခြေစားအမှတ်73တမ်းမြင့်လေးကျင်ကြီးတန်းချောင်းချောင်းကြီးယာလူကိုပါယာတယ်မျိုးမင်းထွေဟာအခြားစစ်တိုင်းမှု14ဦးနဲ့အတူစစ်ကောင်းဆောင်အနီးမှာအနာဘိုးချက်အနီးတို့ရောက်ရှိလာတဲ့စတုတ္တမျိုးဆက်ဝင်စစ်ဘိုလ်ချုပ်များ အစီရင်ခံစာထဲမှာနာမည်ပါဝင်ပါနာမခကိုထိုးစစ်ဆင်ကြရပါ MNDA ကလွတ်ပေးလိုက်တဲ့ MNDA ကလွတ်ပေးလိုက်တဲ့ပုံမှုချုပ်မျိုးမင်းထွေဟာဒီကနေ့မှာတော့လူပေါင်းများစွာကိုဘုံချက်တပ်ဖြတ်နေတဲ့တရားခံအဖြစ်ရောက်ရှိလာပါတယ်အဲ့တော့ယန်လူကိုယန်လူလို့ဆက်ဆံပါဖြစ်သူတော့ရေလိုလာလို့ဆက်ဆံရမှာဖြစ်ပါတယ်ကျွန်တော်တို့ ဒီအချိန်မှာတော်လိုင်းကြီးကိုတော်လိုင်းကြီးနဲ့တူအောင်လုပ်ပြီးစစ်ကိုစစ်နဲ့တူအောင်တတ်ရန်သူကိုရန်ငါပြတ်တဲ့အခင်းချင်းတစုံတရာပြက်ပြက်တတာထွက်ပေါ်လာဖို့လိုပါပြီ။ဟိုယာတိကောင်းပါလိဒီယာတိမဆိုးပါ။ညနေချိုသွေးတဲ့တော်လိုင်းကြီးကိုတော်လိုင်းကြီးကိုတော်လိုင်းကြီးနဲ့တူအောင်လုံမအောင်ဝဲကိုရှာပါလိ။ဒီတော့ စကိုင်းတိုင်းတတိုင်းလုံးကတော်လန်ကြီးတက်တွေကနမခဖို့ထိုးစစ်ဆင်ကြရပါလိမ့်ဒီလိုအဖြစ်ပြက်တွေမဖြစ်ခင်တရက်မှာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကျမိုင်းနဲ့မြန်မာဝန်ကြီးဒေါက်တာဇော်ဝေစုကမလေးရှားလောက်ရှိတဲ့နေပြည်တော်အကြံဝင်းနဲ့အခွန်အတုပ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကိုစနစ်တကျလုပ်ကိုင်နေပြီလို့ထုတ်ပြန်ပြောကြားထားပါတယ်ထုတ်ပြန်ပြောကြားပြီးမတိုင်ခင်နောက်တစ်ရက်မှာမုံရွာချောင်း စီမီပူဇော်ပွဲကိုပါရာမိုတာနဲ့ဘုံချင်းလို့အယောက်20ကျော်ပိတ်ဆုံးပြီး40ကျော်တန်ရာရရှိခဲ့ပါတယ်အဲ့တော့လက်ရှိအချိန်မှာစကိုင်းချောင်းတခွင်ကနနကိုင်တပ်ဖွဲ့များအနေနဲ့ပါရာမိုတာကိုပြစ်ချနိုင်တဲ့စက်တနက်စက်ကလေးစက်ကြီးတွေအစင်သည့်ရှိမနေဘူးလားဆိုတဲ့မေးခွန်းတစ်ခုထွက်ပေါ်လာသလိုမလေးရှားလောက် ကျယ်ဝင်းတဲ့နေမျိုးကိုပိုင်ဆိုင်ထားပြီလို့ပြောတဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့တာဝန်ရှိသူတယောက်ရဲ့ပြောကြားချက်အရဒီနေမျိုးကပြည်သူတွေကိုဘလို့လုံခြုံမှုပေးမှာလဲဆိုတဲ့ကိစ္စပါလေမေကွန်းတစ်ခုဖြစ်လာပါတယ်နောက်တစ်ချက်ကမုံရချောင်းတပိတ်မုံရချောင်းစီမီပူဇော်ပွဲကိုဘာရာမိုတာနဲ့ကျေပြီးတတိုင်းပြည်လုံးအုံအုံကြွတ်ကြွတ်နဲ့မျက်ရည်လေရွယ်ဝမ်းနေနေချိန်မှာတော့ စကိုင်းတိုင်းရင်းမာပြီးခရိုင်ရဲ့ပကဖကဖျားပေါ်တက်ကအပေါ်ယူနီဖောင်းဝတ်အောက်ကဂျင်းပေါင်းပြီးအမျိုးသမီးများနဲ့တွဲပြီးစီမီပူဇော်ပွဲတွေပျော့ပျော့ရှင်ရှင်လုပ်နေတာကိုတွေ့ရပါတယ်။ဆိုရာကဒီလူလူလူကိုစာနာငိတ်ညာတဲ့ကိုချင်းစာတရားမရှိကြဘူးလား။ဒီအချိန်ဟာဝန်းနေပူဆွဲရမယ့်အချိန်ဖြစ်တယ်။မုံရချောင်းမှာဖက်စစ်တပ်ဟာပုံကျဲတိုက်ခတ်ခဲ့တယ် ီသူလူလူပေါဝင်ကလေးငယ်တွေတည်ဆုံးခဲ့တယ်။ဒါပေမဲ့ရေးမပင် KI ပါကာဖာကတော့သူတို့နဲ့မဆိုင်တယ်လို့ပဲစီမီပူဇော်ပွဲတွေကျင်းပနေပါတယ်။ဒါဟာတော်လန်ရေးမှာရဲဘော်ရဲဘက်စိတ်မရှိခြင်းဒီသူလူလူကိုဗဟုမပြုခြင်းတော်လန်ရေးကိုအသွေးအသားတွေကစိတ်ဝင်ဖို့ဖောက်ပြီးလောက်ကင်နေတာမျိုးမဟုတ်ပဲလူမြင်ကောင်း uniform ဝိပ္ပတနက်ကင်နေတာလောက်နဲ့ ရန်ငါမပြတ်ပဲဒီတော်လည်ကြီးအောင်ပွဲဆင်နိုင်ဖို့ခက်ခဲပါလိမ့်မယ်လို့ပြောရင်စကိုင်းတိုင်းတွင်ရှိတော်လည်ကြီးတက်များနာမခကိုထိုးစစ်စင်ကြားလို့အကျွေးပြန်တောင်းဖို့တိုင်းမူဘုံချုပ်ညိုမင်းထွေးစီကအကျွေးတောင်းဖို့နာမခကိုထိုးစစ်စင်ကြားဆိုလို့ပြီးကြတဲ့ရပိုင်းကလည်းနာမခတွေကိုရှော့လိုက်ဒုံးနေနဲ့ပြစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ရှိပါတယ် ဒီဖြစ်စဉ်ကြောင့်ပဲကျွန်တော်ခဲခဲပြီးတော့ဘုံချဲတာလားဘတ်စစ်တဟာစီမီဘူးဆိုပွဲမှာဘုံချဲတာမဟုတ်ပါစာတင်ကြောင်းတွေကိုလည်းဘုံချဲပါတယ်စီးရုံတွေပေါ်လည်းဘုံချဲပါတယ်ဘုံကြီးကြောင်းတွေပေါ်လည်းဘုံချဲပါတယ်ဘလို့အကြောင်းကြောင်းနဲ့မဆိုဘုံချဲလူတက်ဖို့ဝင်မလေးတဲ့ဘတ်စစ်တအမြင့်ဖြတ်ဖို့ဆိုရင်တော့ဒေတာတဝိုက်ကတိုင်းစစ်ဌာနချုပ်တွေကိုထိုးစစ်ဆင်နိုင်မှုလိုပါတယ် ကဲဒီတော့မြုံမင်းထွေးစီကအကျွေးတောင်းဖို့နမခကို